။တင်ကိုသူဘာကြောင့်ထားသွားတာလဲသိချင်ရင်အဆုံးဒီကြီးမှာဆရာရဲ့ကက်တွေကနေတင်တို့နှစ်ယောက်ရဲ့အနာဂတ်လမ်းကြောင်းနဲ့ဒီအချိန်မှာတင်တို့ရဲ့စွမ်းအင်တွေဘလို့အလုံးလုံးနေလဲဆိုတာကိုကြည့်ရှုပေးပါမယ်။တုံးကပြူဟာကိုအုံပြူကြီးတင်တို့ရဲ့အခြေအနေကိုစစ်ဆေးလိုက်ပါတယ်။တင်တို့ရဲ့အတိတ်ဆက်စံကြီးဟာအတိညာရှင်းလင်းပြတ်သားမှုနဲ့တခါတရံခက်စိမ့်စိမ့်တင်မမှုတွေနဲ့ပြည့်နှက်ခဲ့ပါတယ်။တယောက်နဲ့တယောက်စကားပြောဆိုမှုတွေမှာပွန့်ပွန့်လင်းလင်းနဲ့တိုက်ရိုက်ရှိခဲ့ကြပြီးမြေဒီလိုတိုက်ရိုက်ဆက်စံကြီးမျိုးကပဲနာကျင်စေတဲ့စကားလုံးတွေ ဒါမှမဟုတ်စိတ်ခံစားမှုတွေကိုဖဲထောက်ထားတဲ့ဆုံးဖြတ်ချက်တွေစီဥတီသွားစေခဲ့ပါတယ်။ တချို့သောအရေးကြီးသောဆုံးဖြတ်ချက်တွေမှာသင်ဟာအလွန်အုံနောက်နဲ့ဆုံးဖြတ်တဲ့သူရှင်းလင်းပြသပြီးခိုင်မာတဲ့ယက်တီချက်ကိုယူထားခဲ့တာမျိုးဖြစ်နိုင်ပါတယ်။ဒါကပဲလက်ရှိထွက်သွားဖို့ဆုံးဖြတ်ချက်ရဲ့အခြေခံဖြစ်နိုင်ပါတယ်။သူဟာရုပ်ပိုင်းရပဲစိတ်ပိုင်းရပါဒီအခြေအနေကနေအဝေးကိုရွံ့ရသွားဖို့ခိုင်မာတဲ့စန္ဒာရှိနေပါတယ်။ဒါဟာတစုံတစ်ခုကိုရှာဖွေဖို့ဒါမှမဟုတ်လက်ရှိအခြေအနေမှာသူတို့ရဲ့စိတ်ခံစားမှုတွေကိုပုံမလေးလေးနက်နက်ကိုပိုင်းအချိန်ပေးဖို့လိုအပ်နေတာကိုပြသနေပါတယ်။ရှင်းစစ်ဖြစ်လာမိရဲ့ ဒင်ကာနှစ်ပြားကဒီကကဟန်ချက်ညီအောင်ထင်ကျင်ချင်းကိုပြသနေပါဗါးလမ်းခွဲပြက်ဆဲသွားပြီလို့ထင်ရတာမျိုးနဲ့အခြေအနေကမတိငိမ့်သေးပဲအဝင်အထွက်တုံစိမ့်မှုတွေရှိလာပါလိမ့်မယ်သင်တို့နှစ်ယောက်ဟာအဆက်အသွယ်ဖြတ်လိုက်ပြန်ဆက်လိုက်ဘလို့ဆက်ရမလဲဆိုတာမဆုံးဖြတ်နိုင်ပဲတွေးဟာထင်နေတဲ့အခြေအနေတစ်ခုကိုရောက်ရှိလာပါလိမ့်မယ် ချက်ချင်းပြန်လာခြင်းဒါမှမဟုတ်အပြီးတိုက်ပြက်ဆဲသွားခြင်းမျိုးထံသူတို့ရဲ့စီထဲမှာအခုလက်ရှိအဝေးကိုသွားနေတာနဲ့ပြန်လာတာကြားမှာမရှင်းလင်းနဲ့ဝင်လင်းနေတဲ့ခံလာချက်တို့ရှိနေပါလိမ့်မယ်။ဒါကြောင့်အနာဂတ်မှာသူတို့ကအဝေးမှာရှိနေရင်တောင်တင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုစဉ်းစားနေရအောင်ပါပါ။ဒီဆက်ဆံရေးကိုဆက်ထိန်သိမ်းကိုစိတ်ခံလာမှုနဲ့လက်တွေ့ဘဝရဲ့လိုအပ်ချက်တွေကြားမှာပြားများနေပါလိမ့်မယ်။အပြိတိုင်ပြက်ဆဲသွားနေလို့မဆိုသားပါဘူးအဆက်အသွယ်ပြန်ရဖို့ဒါမှမဟုတ်ခိစားတစ်ခုခုကြောင့်ပြန်ဆောင်တွေးကိုအခွင့်အရေးရှိနေသေးပါတယ်